အားလုံးပဲမင်္ဂလာပါဗျအခုကတော့ကျွန်တော်တင်းလာသားမိတွေအတွက်ဘဝတရစာတည်တည်တဲ့ဟာလေးတစ်ချက်ပြောပြချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှည်လို့စိတ်မရှည်ဘူးရစ်တယ်ထင်တယ်လူတို့ရှင်မဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားမိတွေပေါ့တင်းလာသားမိတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချို၃လုံးရှိတယ်အဲ့ဒီ အထက်ဆောင်ပန်းတွေကိုတုံးလုံးကကို့ဘွားမှာအဓိကကြရတဲ့သူတွေမှာပါတယ်။အဲ့တော့ဘာဘဲဂျိုးတွေလဲဆိုတော့တောက်ကြရဲစနေရဲအင်္ဂါကို့အတွက်ဆောင်ပန်းဂျိုးဖြစ်တယ်။နော်ဒါကြောင့်ပဲဒီတုံးလုံးကိုကျွန်တော်တို့ကဘွားမှာကောင်းကောင်းအတုံးချဖို့လိုတယ်။အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုးကအဓိကကြရတယ်ပေါ့နော်။တဲလာသားမိတွေလည်းတောက်ကြဂျိုးကအဓိကကြရတယ်။အဲ့တော့တောက်ကြကြိုးကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြကြိုးကိုကျွန်တော်တို့ကဟိုကို့ဘွားမှာဘလို့လက်တွဲပြီးတော့အားကိုးရာဖြစ်တုံးမလဲပေါ့ အဲ့တော့တောက်ကြကြိုဟာတင်းလာသားမီးတွေအတွက်ကအကောင်းဆုံးဂျိုဖြစ်တယ်။တောက်ကြကြိုဟာလုံခြုံတာ၊ကာကွယ်တာ၊ရင်းနှီးမြှုပ်နှံတာဒါကိုပြောတာ။အဲ့တော့တင်းလာသားမီးတွေကဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတော့ပညာကိုအဓိက လေ့လာဖို့လိုတယ်။အဲ့တကယ်ကိုကျွန်တော်ကဘာမှာနာမည်ကြီးတဲ့ Warren Buffett တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ် ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းလဲဒေါ်လာဘယ်လောက်ရလာရင်ငါဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြုပ်နှံမယ်နော်အော်ငွေကိုဘယ်လိုပွားအောင်လုပ်ရမလဲဒါအောင်မို့လဲဒီဟိုကို့အတွက်ရင်းနှီးမြုပ်နှံမှုဟာအရွယ်တစ်ခုရအောင်ရောက်လို့ပေါ့ဗျာငယ်တော့ကတော့ဘာမှရင်းနှီးမြုပ်နှံမနှံတတ်မှာမဟုတ်ဘူးပတ်စံလေးပဲစုတတ်မယ်အဲပတ်စံလေးစုလို့များလာရင်ဒါရွှေလေးလုံးမယ်ဒါကတော့ငယ်တော့အချိန်လောက်ကဒီလောက်ပဲလုပ်တတ်မှာခလေးဆိုတော့စီးပွားရေးလေးလုပ်ဖို့မလွယ်ဘူး ။ပေါ်တဲလာသားမီးတွေကအရွယ်တစ်ခုရောက်လာတယ်ဆိုကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုရင်းနှီးမြှုပ်နှံမှုအပြည့်ဝလုပ်ဖို့လိုတယ်။ဒါပေမဲ့တော့ကျွန်တော်ကအိမ်ချောင်းနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခတ်နေလုံမယ်ပေါ့။ကျွန်တော်ကဆက်ပြီးစီဆောင်နားလေတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုပ်မယ်ပေါ့။ကျွန်တော်ကတော့မဟုတ်ဘူးဆက်ပြီးအချောင်းနားလေတယ်။ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလှောင်မယ်ပေါ့ဗျာ။ဟုတ်ဘူးကျွန်တော်ကတစ်တေးကြောင်းနားလေတယ်ဒါတော့တစ်တေးဝယ်ပြီးကျွန်တော်ဖာနီချာတွေလုပ်မယ်ပရီဘောကတွေလုပ်ပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့ အဲ့တော့ဟမုတ်ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပက်တစ်ပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘယ်လိုပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရောင်းမလဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့ကအဓိကကြရတယ်လို့ပြောတာတော့အဓိကကြရတယ်အဲ့တော့အတင်းလာသားမီဒီယာဖြစ်တယ်ခင်ဗျာ၃နေဖြုံးနေတယ်ဒီနေ့ရရတယ်ဒီနေ့လောက်ကရရတယ်ဒီနေ့လောက်ကခင်ဗျာ၃000ရရတယ်ထားပါတော့နော်တမဲဝယ်စားလိုက်တယ်၁000ကုန်တယ်နော် အရက်ဝက်တောက်လိုက်တယ်တတောင်းကုန်တယ်အဲကျအဝက်စားဝက်ကြီးပူးကြီးပန်းကြီးနဲ့ဖုံးပေထည့်လိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးတဲလာသားမီးရဲ့တဲလာသားမီးကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်ငွေတွေကလောက်ပါတော်တဲလာသားမီးတွေစိုးမိုးကြောဘန်လို့တာမျက်စိတည်းမြင်လိုက်ဘန်သွားပါလို့တာငွေစုမယ်နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်အန်းနဲ့ဘန်လှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားမီးတွေကလောက်ပါဒါဆိုဘောကမှအောင်မြင်မယ်အဲ့တော့ဘန်ကဘလို့ဒီအလုပ်လုပ်နေလေငွေတို့ဘလို့ပွားအောင်လုပ်တယ် နော်သူများလာအထားရင်းကိုဘလို့တို့အရင်းကြီးလုပ်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘန်လုတဲ့ပုံစံအတိုင်းတင်းလာသားမီဒီယာဘောကမှလုံးမယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲချစ်ချစ်လေးလေးနဲ့ကြောကြောဟွာမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘောကလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးတို့ကျွန်တော်ကမမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီတွေရဲ့စီးပွားရေးအင်္ဂါဂျိုးပိုင်တာဗျအညွန့်ဂျိုးနော်အညွန့်စီးပွားဆိုတော့ဖြစ်တဲ့ကြာ ဟိုအင်္ဂါချိုးပိုင်တာဒါကြောင့်အင်္ဂါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်啊အင်္ဂါဆိုတာစွန့်စားတာဗျစွန့်စားတာစွန့်စားတာလှုပ်တာအင်္ဂါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြတ်မြတ်လှုပ်ကြတဲ့အပိုင်းကအင်္ဂါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့ကလဲလာသားမိရအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ခက်မမီတဲ့အလုပ်တွေ ဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံးနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုယ့်ကိုယ်ဝါနာပါလို့ဝန်ထမ်းဝယ်လို့တာတို့ဘာတို့ကိုတော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လုံတော့မယ်ဆိုရင်တော့ဒဲလာသားမီဒီယာစွန့်စားရမယ်သူများတက်ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်ဖို့လိုတယ်ဒဲလာသားမီဒီယာဖင်ပေါ့ဖို့လိုတယ်တရားဒဲလာသားမီဒီယာဖြစ်နေလေးနေတယ်တစ်ခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အဲဒဲလာသားမီဒီယာကြီးပွားဖို့မလိုဘူး တော့တင်းလာကအင်္ဂါပိုင်တာဖြစ်တဲ့ကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားစင်စစ်ရှိဖို့လိုတယ်လှုပ်ရှားရှိတာတွေကိုကျွန်တော်တို့ကအားပါးတရလှုပ်ထားဖို့လိုတယ်အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စွန့်အောင်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်းလာသားမိတွေတဲ့ကောင်းကောင်းသလိုအဲ့တော့အင်္ဂါကြိုးကစွန့်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်အင်္ဂါကြိုးဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုင်ပါတယ်နော်စောက်လို့ရင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဆောက်အဦတွေစောက်တယ်ဘာညာဒါတွေ ဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ်အဲ့တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလုပ်ကံရတဲ့အလုပ်တွေစရွေးကြကြလုပ်ရတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလိုလို engineer တွေလိုနော်အဲ့တော့ designer တွေလိုပေသေးရှာတိုင်းပြီးတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိနော်ခါးဘလောက်ဟိနော်လက်အရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလုပ်ရတယ်လို့တိတိကျကျတေးသေးကြကြတိုင်းထွာ လုပ်ရတဲ့အလုပ်တွေမှာ တဲလာသားမိတွေကစီဝါရေးရှာရမယ်လို့ပြောတာဒါဆိုအဲ့ဒီနယ်ဘယ်တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအကောင်ဆုံးလဲတဲလာသားခွဲစိတ်ဆရာဝန်ဘာအတိအကျလေနော်ဒီနေရာမှာခွဲဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘတ်မှာသွားခွဲလို့မရအောင်နော်လေမဲကြီးယောဂါဖြစ်နေတာကို၆ရောက်မှာသွားခွဲလို့မရအောင် तू ဖြစ်တဲ့နေရာမှာ तू ခွဲရအောင်အတိအကျအဲ့ဒါတော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံးအောင်တိအကျကြလောက်ကအဲ့တော့ဆရာဝန်လုံးမယ်ဆိုရင်ကျွန်တော်တို့က အင်္ဂါအားကောင်းတဲ့အတွက်တင်းလာသားမြန်ခွဲစစ်ရှာဝင်လောက်ရတယ်အင်ဂျင်နီယာလုံးမှဆိုရင်လည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်အဲတော့မက်မက်ကနီကယ်တို့စီဗယ်တို့လောက်ရမှာပေါ့နော်အဲ့လိုပဲအလှပကြီးရဆိုတော့ဘယ်လိုဟာမျိုးတွေလဲစပင်တို့လိုဒါအတိအကျပဲနော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုတော့ဒီဒီနေရာဘယ်နေရာလောက်တူရမယ်ဘယ်လောက်ရှည်ရမလဲနော်အရှည်ရစမိတ်ချမယ်ဆိုလဲဘလို့အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေကအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတတ်ဖို့အတွက်အတွေးခေါ်ရမှာ ID လုပ်ငန်းဆိုလဲတကယ်ကို ကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေအဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလဲဟက်ကာလိုမျိုးတွေနော်အဲတော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါ်မထိုးဖောက်နိုင်အောင်လုံခြုံရေး security ဘိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဓာတ်တွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး level တီးတီးမှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတက်မွေးလို့ရတာတွေရှိတယ်ဒါတွေကတဲလာသားမိတွေတဲ့အကောင်းဆုံးဖြစ်တယ်အဲတဲလာသားမိတွေကနောက်ထပ်အတက်မွေးမှု မဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စနေကြိုးပိုင်တယ်စနေကြိုးပိုင်တယ်အတင်းလာသားမီးတွေ6ခုမြောက်စနေကိုဒါဆိုတင်းလာသားမီးတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ဝေးလံခေါင်ဖျားတဲ့လူတွေနော်ဝေးလံခေါင်ဖျားတဲ့လူဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လေကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်နဲ့နေဆက်သွားရင်နဲ့အမှတွေးတဲ့ တိုင်းသူတယောက်ယောက်နဲ့ဖူးစာစုံသွားတာတွေအချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုယ်နဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့နဲ့ foreigner တွေနဲ့အိမ်တော်ကြသွားတာမျိုးတွေဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်တော်ဘက်ကလည်းအသက်အရွယ်မတိမယုံမဟုတ်ဘဲနဲ့ကြီးလွန်းတာငယ်လွန်းတာအဲ့လိုတွေဖြစ်တတ်တယ်ဒါတော့တဲလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရအယူအဆအတွေးအခေါ် အဲ့လိုလူမျိုးတွေနဲ့အိမ်တော်ကြတဲ့တယ်။အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခမားရတယ်ချင်းရင်ကောင်းရင်တလန်းနဲ့ညူနဲ့အိမ်တော်ကြတာတေးကြတယ်အဲ့ဒါဆိုတော့များမေးကြည့်တော်များများမတူဘူး။တော်များများစရိုက်ဒလိအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေနဲ့တင်းလာသားမိတွေကအိမ်တော်ကြလေရှိတယ်။ဒါတော့တင်းလာသားမိကအိမ်တော်ကြတဲ့ခါကျရင်ကိုယ်အိမ်တော်ဘက်ကိုတော်တော်ညှိယူသွားတယ်။နော်ကိုကကောင်းကောင်းစားနေတယ်ချက်တာပြုတ်တာကိုကိုယ်တိုင်လည်းချက်တယ်လေကောင်းတယ်ကိုရတယ်မိမကကောင်းကောင်းမချက်တယ်ဘူး။ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူတာနှက်ထားရမလဲမသိဘူး။ က်လူတွေပေါ့နော်ကိုယ်နဲ့တလွဲဖြစ်တာတွေတဲလာသားမိတွေအမြဲဖြစ်တတ်တယ်အဲ့တော့အိမ်တော်ရင်းမှာသူများနဲ့မတူနေနဲ့ကမောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုယ်နဲ့မတူတာအတက်ရွေးမတူတာအကြိုက်မတူတာအယူအဆဓလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေနဲ့အိမ်တော်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုယ်အလုံးနော်အိမ်တော်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါအတင်းလာသားမိတွေအကြမ်းမြင်ပြောပြတာဖြစ်တယ်အဲ့တော့ရှောင်ဝမဲ့ဟာတွေဘာအယောင်တွေဘေးရတနာအများကြီးကြံတယ် ိုင်ပြောမယ်ဆိုတော့အများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်အဲ့လိုအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ပေါ့မယ်ထင်ပါတယ်လင်းလာသားမိတွေအားလုံးဘဝမှာကံကောင်းကြပါစေစင်တီပါစေကိုလောက်တာနေနဲ့ကိုကံနဲ့ကိုက်အောင်လုံနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ